တော့အများအားလုံးမင်္ဂလာပါ Drag and Fish Show ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ဘာလို့ဒီနေ့ကိုအမြဲတမ်းတင်ဆက်ပေးနေတယ်ဆင်မင်းပါ။ဆိုတော့ဗီဒီယိုလေးမှစခင်မှာဘာလို့ဒီနေ့ကိုအမြဲတမ်းတင်ဆက်ပေးနေတယ်ဒီ channel လေးကို subscribe လုပ်သွားဖို့အတွက်ဦးစွာပထမတောင်းဆိုခြင်းပါတယ်။တော့ကျွန်တော်တို့ဘာလို့အတင်းကညာတော့က PSV အတင်းကို၄ဘိုးတဘိုးဆိုတဲ့ရလနဲ့ရှုံးနေဒီရှုံးတဲ့ပွဲအပြီးမှာဆိုရင်အတင်းရဲ့ကွင်းလေကသမားလေးဖြစ်တဲ့ အဲပြီးရင်အတင်းငွေငယ်မွေးချံပေါ့ဆိုတော့တမတူလေးဖြစ်တဲ့ဒါပြောပြကားရီဂျုံကသူလက်ရှိရာလက်တွေကိုသူဘလို့မှလက်မခံနိုင်ဘူးဆိုတဲ့အကြောင်းကိုဒါသူပြောသွားတယ်ဆိုတော့သူအင်တာဗျူးမှာဒီ Sky Sport ရဲ့အင်တာဗျူးမှာသူဒီရာလက်တွေကိုဘလို့မှလက်မခံချင်ဘူးသူလက်ရှိခံစားနေရတဲ့သူ့ရဲ့ခံစားချက်ကဝမ်းနေတာတွေအဲဘယ်လိုပြောမလဲသူဒေါသထွက်တာတွေတပိုနေပြီလက်ရှိမှာသူပြောစရာစကားလုံးမရှိတော့အောင်အထစ်ကိုဖြစ်နေအတင်းရာလက်တွေနဲ့ပတ်သက်ပြီးသူဘာမှတော့မပြောနိုင်တော့ဘူး ဒါကြောင့်မလို့အသင်းအနေနဲ့ကောင်းတဲ့ဗတ်ချမ်းကိုပြန်လာဖို့အတွက်အကုန်လုံးမှာတာဝန်ရှိနေပြီ။အဲ့ဒီအတွက်သူတို့တွေအများကြီးစ조사ရမယ်။ဒီအသင်းဆိုတာကသူဒီလိုမျိုးရလက်တည်နေတခါမှတွဲမမြင်ဘူးတဲ့ဒါဘယ်လိုပြောလဲအခြေအနေတစ်ခုဖြစ်နေတာလက်ရှိကာလက။ဒါကြောင့်မလို့ဒါလဘဘူးအသင်းမှာရှိတဲ့တူးချင်းစီတိုင်းတူးချင်းစီတိုင်းစ조사ပြီးတော့ဒီအသင်းရှိတဲ့ရှိတိုက်တဲ့နေရာတစ်ခုကိုပြန်ရောက်အောင်စ조사ပြီးတော့တွန်းပို့ရမယ်ဆိုပြီးတော့သူပြောသွားတယ်။ ဆိုတော့လက်ရှိဒါကားလေးဂျုံကတော့တော်တော်လေးကိုမှဒါအင်တာဗျူးကိုကျွန်တော်လည်းကြည့်လိုက်ရတာဆိုတော့တော်တော်လေးကိုမှဒါသူစိတ်ပြက်လက်ပြက်ဖြစ်ပြီးတော့ပြောသွားတာဆိုတော့တော်တော်လေးလည်းဒေါသပေါက်ပွဲနေတဲ့ပုံစံရှိဆိုတော့ဒါတွေကတကယ်တမ်းဆိုရင်ပြလဘဘူးအတင်းဒီယာဒီမှာယာစီအဆရရလဘဘူးကမှားတယ်လို့တော့ပြောလို့ရတယ်။ဟိုလဘဘူးအတင်းကယာစီအဆမှာဆိုရင်ဒါကစားသမားအစ်စ်တွေဝဲတယ်အဟောင်းတွေရောင်းတယ်ဒီယာတွေကနေပတ်သက်ပြီးတော့လဘဘူးအတင်းရဲ့ရလက်တွေကစပြီးတော့မတည်ငြိမ်တော့တာ။ ဆိုတော့လက်ရှိကာလမှာဆိုရင်လဘာဘူးကနှစ်ပေါင်း82နှစ်အတွင်းမှာအဆိုးရွားဆုံးသောဂျာတီတစ်ခုဖြစ်နေတယ်အဆိုးရွားဆုံးသောရှုံးပွဲဆက်မှုကိုလဘာဘူးတင်းကဇာတ်တိုက်ကိုကြုံတွေ့နေရဒါရင်နဲ့ပတ်သက်ပြီးတော့အာနက်စလော့ကလည်းသူအကောင်းဆုံးပြန်လာမယ်ပေါ့ဗျာသူအကောင်းဆုံးဘလိုမျိုးပြန်လာရမလဲပဲသူခေါင်းထဲမှာရှိတယ်ပေါ့ဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလဲကိုယ်လဘာဘူးအတင်းတကယ်တမ်းရောပြန်လာနိုင်ပါမလားဒါကလဘာဘူးအတင်းပြိတ္တတိုင်းမှာခံစားနေရတဲ့အရာလဘာဘူးအတင်း ပြိသက်တိုင်းရဲ့ရှင်ထဲမှာလက်ရှိခံစားဖြစ်နေတဲ့အရာဘယ်လိုလဲဗျာအကိုရီကအသင်းပွဲကိုကြည့်တယ်အဲကိုအသင်းရဲ့ပွဲရှိလို့သာကြည့်နေရတာဗျာအဲအရင်တော့ဆိုရင်ဗျာမနစ်ကရာသီတော့ဆိုရင်ငါတို့အသင်းကဘယ်အသင်းနဲ့တွေ့တွေ့ချိန်တိုင်းနိုင်သွားမှာပဲဆိုတဲ့ feeling တစ်ခုရှိအဲ့ feeling ကအရင်ကောင်းတယ်ဗျာသို့ပေမဲ့ဒီရာသီမှာကဘယ်အသင်းနဲ့ပဲတွေ့တွေ့ဟိုးအောက်ဆုံးကတန်းဆင်းဆောင်ကအသင်းနဲ့ပဲတွေ့တွေ့ဟိုးထိပ်ဆုံးကအသင်းနဲ့ပဲတွေ့တွေ့ဘယ်အသင်းနဲ့ပဲတွေ့တွေ့ငါတို့အသင်းနိုင်ပါမလားအမြဲတမ်းနိုင်ပါမလား ဟိုသေးကြပြကိုထက်ကောင်းတဲ့အသင်းနဲ့ဆိုရင်တော့အငေါအသင်းကရှုံးမှာပါပဲကွာဆိုတတိချကြီးကိုတတ်မှတ်ထားအဲကိုထက်အရန်ကြီးနိုင်နေတဲ့အသင်းဆိုရင်တော့မပဲ။ငောက်အသင်းနိုင်ပါမလားဆိုတဲ့ခံစားချက်တွေစပြီးတော့ရှောက်လာ။ဒါကဘာလို့လဲဆိုတော့အသင်းကရလက်တွေတောက်လျှောက်ဆိုးတယ်။အဲဒီပေါ်မှာပြန်ပြီးတော့ဘောင်းမမလုံးနိုင်ဘူး။ဒီပေါ်မှာကပရိသတ်တွေကရောကစားသမားတွေအကုန်လုံးကလည်းလိုက်ပြီးတော့အဲ့ဒါကြီးကို emotion လိုက်ပြီးတော့လှုပ်ကြ။အဲ့ဒါနဲ့ပတ်သက်ပြီးတစ်ဖြည်းဖြည်းနဲ့အသင်းက နိုင်သိတဲ့ပွဲတွေမှာမနိုင်တော့ဘူးမနိုင်သိတဲ့ပွဲတွေမှာဆိုရင်ပိုလို့တောင်ရှုံးသေးတယ်အဲဒီလိုမျိုးပြပြတသားရှုံးနေဆိုတော့အခြေအနေတစ်ခုတွေပါဖြစ်သွားတာဆိုတော့ကာတိကြုံပြောသလိုပေါ့လေတကယ်တမ်းအသင်းကကောင်းတဲ့အရာစီကိုပြန်လာဖို့အတွက်ဆိုရင်မိဘတအူးထဲမှာပဲတာဝန်ရှိနေကြတော့မဟုတ်ဘူးကစားသမားတအူးချင်းစီတယောက်ချင်းစီတွေမှာလည်းတာဝန်ရှိတယ် အဲဒီကစားသမားတအူးချင်းစီတယောက်ချင်းစီနဲ့တာဝန်ရှိတာတွေနဲ့ပတ်သက်ပြီးတော့လေဒါအသင်းရဲ့ဘယ်လိုပြောလဲလက်ကျန်ကစားသမားတအူးဖြစ်တဲ့ဂျီမီကရက်ကာကဒါသူပြောထားတဲ့အရာတွေရှိသူဒီအင်တာဗျူးမှာပဲကားရီဂျုံနဲ့အပြန်အလှန်ပြောတာပေါ့လေအဲ့တော့ဒီကားရီဂျုံရဲ့အင်တာဗျူးအပြီးမှာဒီဂျီမီကရက်ကာကဘာပြောလဲဆိုတော့လဘဘူးအတင်းလက်ရှိဖြစ်နေတဲ့ဒါရလက်ဒီပေါ်မှာသူအတင်းဟောင်းသူ့ရဲ့အတင်းဟောင်းဒီလိုမျိုးဖြစ်နေတဲ့အတွက်သူစိုးရင်မိတယ်ပေါ့ဗျာတော်တော်လေးစိုးရင်ဘူးကောင်းတဲ့ယာတိတစ်ခုဖြစ်နေတယ် အဲဘယ်လိုပြောလဲအာနက်စတော့ကိုတော့သူဒိုင်ရိုက်ထုတ်ပါလို့တော့ပြောမသွားဘူးတိုးပေမဲ့ဒီအခြေအနေမျိုးကိုမြ мян ဆန်ဆန်ပြောင်းလဲတင့်နေပြီသူသူပြောတယ်အဲမြ мян ဆန်ဆန်ပြောင်းလဲတင့်နေပြီပြီးရင်လက်ရှိလည်းဘာဘူးအသင်းမှာစီနီယာကစားသမားတွေကလည်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝမရှိသလိုလက်ရှိစီနီယာရဲ့ကစားသမားတွေတဲမှာလည်းအသင်းရဲ့လက်ရှိမှာ အသင်းအတွက်မလိုအပ်တဲ့ကစားသမားတွေအများကြီးနေတယ် အသင်းအတွက်အသုံးမဝင်နိုင်တဲ့ကစားသမားတွေလည်းရှိနေတယ်အသုံးဝင်တဲ့ကစားသမားတွေလည်းရှိနေတယ်ဆိုပြီးသူ ပြောသွားတယ်ဆိုတော့ဒါကဟိုမှန်တယ်ဗျဂျမီဂရဂါကသူပြောတဲ့အရာတွေကတောက်ဆစ်ဆန်နေနည်းနည်းလေး negative view ဘက်နည်းနည်းလေးရောက်ဆိုတော့ဒီနေရာမှာဒါဂျမီဂရဂါပြောသွားတဲ့အသင်းမှာတကယ်တမ်းမလိုအပ်တဲ့ကစားသမားတွေလည်းရှိနေတယ်ဆိုတော့စီနီယာကစားသမားအများစုကမလိုအပ်ဖ ೇನೆ ရှိနေတယ်လို့သူပြောသွားတဲ့အရာကတော့လက်ခံရမယ့်အရာပဲဗျဘာကြောင့်လဲဆိုတော့ ညာကပွဲစဉ်မှာဆိုရင် ကိုရီအသင်းရဲ့တိုက်စစ်မှာရောခံစစ်မှာရောအသုံးဝင်ခဲ့တဲ့မူဆာလာဒါဘယ်လိုမျိုးလဲတူးချင်းစီထုတ်ပြောမှာဆိုရင်ခံစစ်မှာရောတိုက်စစ်မှာရောအသုံးဝင်ခဲ့တဲ့မူဆာလာဖြစ်နေပြီပြီးရင် နောက်တန်းခံစစ်နေရာမှာဆိုရင်ဘလိုမှတ်ကိုသုံးမရတဲ့မီလိုကာကတ်ဒီကစားသမားတွေရှိနေပြီဒီကစားသမားတွေက လက်ရှိအသင်းအတွက်ကိုသူတို့ရေပွဲထွက်လာခြင်းကတော်တော်လေးကိုမှနင့်နာစေတဲ့အရာပါအသင်းရဲ့ရလဒ်တွေနဲ့ပတ်သက်ပြီးတော့ရောအသင်းရဲ့ဟိုဘယ်လိုမလဲကမ်းဘက်ပြန်လာတဲ့ပြန်လာခြင်းစိတ်တွေနဲ့ပတ်သက်ပြီးတော့လေတော်တော်လေးပြဿနာကြီးနေတဲ့အရာဒါကမှအာနေရှော့အနေနဲ့သူဒါကြီးကိုဟိုငါတော့ဒီဇာသမားတွေကိုယုံနေကွာငါတော့ဒီဇာသမားတွေနဲ့ပဲဆက်သွားမယ်ဆိုရင်တော့ ကျွန်တော်ရှိမှပြောခဲ့သလိုပေါ့လေ Royal Liverpool အသင်းပြန်လာဖို့အတွက်ကဒီယာဒီမာတော့မဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ကပြောချင်ဒီဇာသမားတွေ73နှစ်တည်းမြဒီဇာသမားတွေကိုယုံကြည်နေတည်းမြကာလာပတ်လုံးမှာ Liverpool အသင်းကပြန်လာဖို့အတွက်ကတော်တော်လေးကိုမှယာကန်တော့နည်းတယ်လို့ပေါ့ကျွန်တော်ကထင်တယ်ဆိုတော့အဲဒါအရင်နဲ့ပတ်သက်ပြီးတော့လေ Jimmy Crocker ပြောသွားရင်လည်းပတ်သက်ပြီးတော့ကျွန်တော်ကတော့အပြည့်အဝထောက်ခံဆိုတော့ကျွန်တော်ကိုရီကရောဘလို့ထင်လဲလက်ရှိကိုရီအသင်းမှာကအသက်အရွယ်ရနေတဲ့ကစားသမားတွေရှိနေပြီလက်ရှိပြန်မှန်နေပြဗာကေဗန်ဒိုက်တို့ဆိုရင်အသက်အရွယ်တစ်ခုရောက်နေပြီ အဲဒါပေမဲ့ဘာကေဗန်ဒိုက်ကလက်ရှိလဘဘူးရဲ့ခံစစ်ကိုဥဆောင်နေရတော့မယ်ဒါကဒါကကောင်းတဲ့လက္ခဏာရမှာဟုတ်ဘူးပြတည်လားဒါကကောင်းတဲ့လက္ခဏာရမှာဟုတ်ဘူးအသက်အရွယ်ရနေတဲ့ကစားသမားတဦးကခံစစ်ကိုဥဆောင်နေတယ်ဆိုတာကဟိုပုံမှန်များအပြင်ပိုင်းကလှမ်းကြည့်မယ်ဆိုတော့ဘာကေဗန်ဒိုက်ကအသင်းကောင်းဆောင်ကဒီအသင်းကောင်းဆောင်မှာခံစစ်ကိုမဥမဆောင်ရင်ဘသူကလာဥဆောင်မှာလဲဆိုပြီးတော့ပြောเสียရတော့ရှိတို့ပြင်အသက်အရွယ်ပိုင်းနဲ့ပြန်ကြည့်မယ်ဆိုရင်သူ့ရဲ့အသက်အရွယ်ကခံစစ်ကိုဥဆောင်ရမယ်အသက်အရွယ်မဟုတ် မန်နေဂျာကွင်းထဲမှာ तू manage လုပ်ပြီးတော့ကွင်းထဲမှာဗျာသူ့ရဲ့ဒါဘယ်လိုလဲ leadership skill နဲ့ तू ဥဆောင်တာကတမျိုးဒါဘယ်လိုလဲခြေစွမ်းပိုင်းအရာမဟုတ်ဘဲနဲ့ဗျာအဲသူ့ရဲ့ဘယ်လိုလဲဟိုသူ့ရဲ့အာပေါ်နဲ့အသင်းပေါ်တွေကိုဒါဥဆောင်တာကဒါကဥဆောင်လို့ရတယ်ဒါကကောင်းတဲ့အရာသို့ပေမဲ့သူ့ရဲ့ခြေစွမ်းပိုင်းအရာလည်းလက်ရှိလေဘာဘူးရဲ့ခံစားချက်အကြောင်းကိုသူ့ရဲ့ခြေစွမ်းပိုင်းအရာပါဥဆောင်နေရတယ်ဆိုတာကဒါကကောင်းတဲ့လက္ခဏာရတော့မဟုတ် အသက်အရွယ်ရနေတဲ့ကစားသမားတဦးကဗျာသူနဲ့အသက်၃ပုံ၃ပုံလောက်ငယ်နေတဲ့ကစားသမားတွေကိုအခုချိန်ထိဦးဆောင်နေရတယ်ဆိုတာကတော်တော်လေးကိုမှဒါမကောင်းတဲ့လက္ခဏာရက်တွေပါဘယ်လိုပြောမလဲဗျာလက်ရှိဟိုအသက်အရွယ်အရာအကောင်းဆုံးသောအနေအထားမှာရှိနေတဲ့ကစားသမားတွေကခံစစ်ကြောင်းကိုဦးဆောင်ဖို့နေနေတတ်တာသူတို့ကိုသူတို့တော့ပြန်လဲရှာဖွေတဲ့နေရာမှာတိုင်ပတ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကလည်းဘာလို့အတင်းအတွက်အကြီးမားဆုံးသောဒါအရာတွေပါအကြီးမားဆုံးသောထိုးနှက်ချက်ကြီးနေတဲ့အရာတွေပါ ဆိုတော့ဒါတွေကို Arnishlo အနေနဲ့ဘယ်လိုပြုပြင်မလဲအဲ Arnishlo မပြုပြင်ဘူးဆိုရင် FFG ကရောဘယ်လိုမျိုးဒါ Arnishlo နဲ့ပတ်သက်ပြီးစဉ်းစားအောင်လဲဒါကိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားရမှာပေါ့လေတကယ်တမ်းဆိုရင်ပြောပြမယ်ကိုရီလီဘာပူးတင်းကဒီဇန်နဝါရီလာမယ့်ဇန်နဝါရီပြောင်းရွှေ့စည်းကွက်မှာမဖြစ်မနေကိုခန့်စစ်ကြသမား2ဦးဒါမှမဟုတ်ရင်အနည်းဆုံး2ဦးလောက်တော့ခေါ်မှကိုရမှာအကယ်၍မခေါ်ဘဲနဲ့ဒီခန့်စစ်အတိုင်းကိုပဲယုံတယ်ဒီခန့်စစ်ကပဲလီဘာပူးအသင်းရဲ့အသင့်တော်ဆုံးခန့်စစ်တစ်ခုတယ်လို့ယူဆထားတယ်ဆိုရင်တော့ ကိုရီဘာဘူးတင်းဒါဘယ်လိုလဲယာတီဆုံးတဲ့အခါမှာကိုရီကတေချာပေါ့အစစ်ခွန်ရှစ်ဝင်းကျင်လောက်မှာပဲရှိမယ်လို့တော့ကျွန်တော်ကတော့မြင်နေဆိုတော့ကျွန်တော်ကိုရီကရောဒီဘယ်လိုပြောလဲဟိုဂျမီကရကာတို့ပြီးလို့ရှိရင်ကားလေးဂျုံတို့ပြောသွားရင်လည်းပတ်သက်ဘလို့တင်ကြလဲအာနက်စလော့ကိုဘလို့မြင်ကြလဲကျလောက်ဆွေးနေကြပါအောင်ကျွန်တော်လည်း like subscribe လေးလုပ်ပေးကြပါအောင်ဗျကျေးဇူးအများကြီးတင်ပါတယ်